ြတ်စွာဘုရားလက်ထက်ကနတ်သားတစ်ပါးကမြတ်စွာဘုရားကို လာပြီးတော့မေးတယ်ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်ပါသလဲတဲ့ဆိုလိုတာကဖြစ်လျာဘဝမှာခွန်အားကြီးအောင်ဘာတွေကိုလှူရမှာလဲတဲ့နားလေအောင်သဘောပေါက်အောင်နားထောင်တော့တကအီးမိုက်မြဘယ်လိုအရာကိုလှူလို့ရှိရင်ရုပ်ဆင်းအင်္ဂါလှပတင့်နေခြင်းကိုလှူဒန်းရာရောက်ပါသလဲတဲ့ နှစ်ချက်ရှိပြီဘယ်လိုအရာကိုလှူဒန်းရင်ချမ်းသာဒုက္ခကိုလှူဒန်းရရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရရောက်ပါသလဲတဲ့မိကုန်းဘယ်နှစ်ချက်ငါးချက်မေးတာ၅မိနစ်အတွင်းပြီးပြောပါနော်အဲ့ဒီမှာမြတ်စွာဘုရားက အစာအာဟာရကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရရောက်တယ်တဲ့ဖြစ်လျာဘဝမှာခွန်အားကြီးမယ်ပေါ့အဓိကဟုတ်လားအဝတ်အစာကိုလှူဒန်းလို့ရှိရင်အဝတ်အထည်ကိုလှူဒန်းလို့ရှိရင် ရုပ်ရည်လှပတင့်တယ်ခြင်းကိုလှူဒန်းရရောက်တယ်တဲ့ဖြစ်လျာဘဝမှာရုပ်ချောမယ်ပေါ့ဟုတ်လားစည်းစရာရင်ကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရရောက်တည်တဲ့ ဖနက်ဟာလည်းပဲယင်ထဲမှာပါတယ်နော်ဖနက်လူတွေမိမိတို့ကကားတို့ဘာတို့မလှူနိုင်ဘူးဆိုရင်ခရီးစည်းရိတ်တို့ဘာတို့သူများလမ်းသွားတဲ့နေရာမှာအဆင်ပြေအောင်လှူမယ်ဆိုရင်လည်းဒါရှင်ကိုလှူတန်းရရောက်တယ်လို့ပြောလို့မရဘူးလားအဲ့ဒီလိုယင်အဆရှိတဲ့ဖနက်အဆရှိတဲ့လှူဒန်းဘွယ်ဝတ္ထုကိုလှူဒန်းလို့ရှိရင် ချမ်းသာဒုက္ခကိုလှူဒန်းရရောက်တယ်လူခံတဲ့ပုဂ္ဂိုလ်ချမ်းသာသွားစေလို့နော် အလင်းရောင်ကိုလှူဒန်းရင်စီမီးကိုလှူဒန်းရင်အခုလိုလျှက်စစ်မီးတွေကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရရောက်တယ်တဲ့ဘယ်နှချက်ရှိပြီလေးချက်ရှိပြီငါးခုမြောက်မေးခွန်းမှတ်မိသေးလားအလုံးစုံလှူဒန်းတာနော်ဘာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရရောက်ပါတယ်လေဆိုတဲ့မေးခွန်းလေးအရက်လေးမျက်နာရက်ရှင်းမျက်နာကကြွားရောက်လာကြတဲ့တန်ဃာတော်ရှင်မြတ်များသတင်းသုံးကြပါစေလို့ မုံမြတ်တဲ့စိတ်စေတနာပြတ်ထန်းပြီးတော့ကြောင်းကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရရောက်တယ်တဲ့ဝမ်းမြောက်စရာမကောင်းဘူးလားအဲ့ဒါမြတ်စွာဘုရားကနတ်သားကမိကုံ၅ခုမေးပြီမလို့အဖြေကို၆ခုဖြေတယ်ဗျာနောက်ထပ်အဖြေတစ်ခုကြံသေးတယ်အဲ့ဒါပါလဲဆိုရင်သူတစ်ပါးနားလဲအောင်တရားဓမ္မတွေကိုသိအောင်ကြောပြပေးတယ်ဟောပြပေးတယ် စာဥစာရမြတ်လူတွေတရားတိဂွေ